အဲကျွန်မသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြတ်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်ရှင့်အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင် အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကောတော့ဘာပုံမှရင်းနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေညောအဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတခုကျွန်မပြောပြမယ်ပေါ့နော်ဆိုလို့ရှင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေ တနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါလေရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝပဲကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါလောက်ပဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရာဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့ဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲ အဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့9နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကို ီအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ထည့်လိုက်တာပေါ့နော်။ဟောထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရန်ပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါလေရှင့်။အဲရှိတဲ့ခါကျဒီငွေတွေပုံနေတဲ့ခါကျတော့ဟောတကယ်တမ်းတော့လှုပ်ရမှာကအဲတဘာဝဘေးရော့ပါရေးဆိုတာအမှလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်ဦးတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင် မုန်တိုင်းတန်းခံနိုင်အောင် ပေါ့နော်တဘာဝဘေးတန်းခံနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါရှင့်အဲသို့တော်လဲ ညတော့လည်းအဲ့ဒီရံမုံငွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင် တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအပြီးလို့ရှိရင်မလိုအပ်တဲ့အလီလွင့်နေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အဒီ husky စီးဖို့ကတော့ဒါ anti dog ဆန်းစုကြည်စီးဖို့ပေါ့နော်အနိုင်ငံတော်ပိုင်းရဟန့်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ် အဲတော်တော်လေတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါလေရှင်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်ဒါကျွန်မရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနေနဲ့ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ အကျွန်တော်တို့မောခာအနေစဖြစ်လိုက်တာပြီးတော့ယာကင်နဲ့ဟိုပါဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ်အတိုင်းနဲ့ပြည်နဲ့တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံပုံငွေကသုံးလို့ကမလောက်ပါဘူးရှင်အဲသုံးလို့ကမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရံပုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့အချိန်မှာ covid ကြောင့်မို့လို့လဲနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ် အနော် ODA ပေါ့နော် ODA official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှင် technical assistance တွေလည်းအများကြီးရတယ်အရတဲ့အချိန်မှာငွေတွေကအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလေရှင်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာနည်းနည်းဟိုပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေ အဲဒါတွေကိုတောင်းဝန်ခံရတာတွေရှိပါတယ်ရှင်။အဲဒါကျမဘုသူ့မှမပြောဘူးပါဘူး။သို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသိနဲ့ကိစ္စဟုတ်လို့ပါ။ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ဟိုအချင်းပြက်လဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါလေရှင်။အကျေးဇူးပါရှင်။